တနုနေသားသမီးတို့ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ကိစ္စလေးကိုဒီကနေ့အနည်းငယ်ဆွေးနွေးသွားကြတာဖြစ်ပါတယ်။တနုနေသားသမီးတို့ရဲ့အင်္ဂါဝိဇ္ဇာတိုင်ကိုကြည့်လိုက်တဲ့အခါမှာအင်းစဖို့လို့ခေါ်တဲ့အောင်မြင်ခြင်းဌာနမှာကဂျာတာပရိရှိတာဖြစ်တဲ့ဂျာတာပရိဒီပညာအတွေ့အခေါ်လို့ပြောတာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့တနုနေသားသမီးတို့ဟာပညာအတွေ့အခေါ်နဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းတွေခင့်တဲ့လျော်ညီတဲ့ဖြစ်ရှိပြည့်တဲ့လုပ်ငန်းတွေနဲ့ပတ်သက်တဲ့ကိစ္စတွေစီးပွားရေးလုပ်ငန်းတွေမှာ သူတကားကြီးချက်သူများတွေတပုံမှုပြီးတော့အောင်မြင်တယ်ဆိုတာကိုသွားပြီးတော့တွေ့ရတယ်ဒီလိုပညာအတွေ့အခေါ်နဲ့ရှင်ပြီးတော့လုတ်တဲ့လုပ်ငန်းတွေကနေပြီးတော့ရလာတဲ့ရှင်းဝါးရေးလုပ်ငန်းတွေကဒါလင်းတနုံးတွေသားသမီးတွေကိုရေရှည်ပြောမှလို့ရှင်အောင်မြင်တယ်ရှင်းဝါးရေးလုပ်ငန်းရှင်တွေဖြစ်လာစေတယ်ဆိုတာကိုသွားပြီးတော့တွေ့ရတယ်ဆိုတော့တနုံးတွေသားသမီးတွေအနေနဲ့ပညာအတွေ့အခေါ်ကိုအခြေခံပြီးတော့ခင်ရဲ့လျော်ညီတဲ့ရှင်းဝါးရေးလုပ်ငန်းတွေကိုလုတ်ကန်ပြီးတော့ ဒါမှမဟုတ်လို့ရှင်လဲမြန်နိုးရာနဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းတွေရွှေတယ်လို့စိန်တယ်ဆက်တဲ့ဖြစ်ဒီလိုရတနာပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့เนาะဒါခုနကပြောလို့ဘာသာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့လုတ်ကင်တဲ့အခါမှာတနုံးနေသားသမီးတွေကတခုပဲစူးစမ်းအထောက်အကူဖြစ်တယ်အဲ့ဒါကတော့ဘာလဲဆိုတော့ရေရှည်ဒီဇိုင်းမမတ်နဲ့လုတ်တဲ့အကျင်လေးတစ်ခုကိုပဲမွေးမြူရတာဖြစ်ပါတယ်ဒီလိုမျိုးပညာအသည့်အတွေ့အခေါ်တွေနဲ့ရှင်တဲ့စီးပွားရေးလုပ်ငန်းတွေကိုလုတ်ကင်တဲ့အခါမှာတနုံးနေသားသမီးတွေကဒီဇိုင်းမမတ်ကလေးတာလုတ်လိုက်မယ်ဆိုရင် ရေရှည်အနာကနောက်ပိုင်းကာလတွေမှာအောင်မြင်ကြီးပွားချမ်းသာတဲ့လုပ်ငန်းရှင်တွေဖြစ်လာဖို့ယာဂိုင်တော့ဟာအများဆုံးသောပုံစံတွေဖြစ်တယ်ဆိုတာကိုသွားပြီးတော့တွေ့ရတာဖြစ်တယ်။ဒီလိုမျိုးပညာအတွေးခေါ်နဲ့မရှင်တော့ဘူးသို့မဟုတ်ပညာအတွေးခေါ်ထုတ်ပြီးတော့မတုံးတော့ဘူးသို့မဟုတ်ပညာအတွေးအခေါ်အယူဆနဲ့ပတ်သက်ပြီးတော့မရှိဘူးဆိုရင်တနှုံးနေသားသမီးတွေဟာအထူးသဖြင့်တာမန်တနှုံးနေသားသမီးတွေဟာငွေကြီးနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်အမြန်ရဖို့စူးစမ်းအထောက်လာတယ် အမြန်နီလန်းတွေကိုရှာဖွေလာတယ်ဒီတိုင်းပဲအခြေအနေနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်လည်းအမြန်ရဖို့ပြောမလို့ရှိရင် allergy ဒါမှဒါတခြားမမြင်နိုင်တဲ့ကိစ္စတွေဖြစ်လာပြီးတော့မချစ်တဲ့မချစ်တဲ့အရာတွေမယူတဲ့တော့မယူထိုက်တဲ့ငွေကြီးတွေရဲ့နောက်ကိုလိုက်တာမျိုးတွေဖြစ်လာတတ်တယ်ငွေရဖို့မြန်မယ်ဆိုလို့ရှိရင်လိုက်ရတာမျိုးတွေလောင်းကစားတွေဆန်လာတယ် allergy အလင်လိုမှုတွေကြောင့်ဘဝပြတ်ဖို့ရခိုင်တို့အများဆုံးလဲဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ တနုံနေနေမှာမွေးဖွားလာတဲ့တနုံတွေတာသမီတွေကဘဝမှာအောင်မြင်ခြင်းနဲ့ဆိုရင်ပညာအတွေ့အခေါ်တွေကိုအခြေခံတဲ့စီးပွားရေးလုပ်ငန်းတွေကိုတည်တည်ချာချာရေရှည်ဒီဇိုင်းမှနဲ့ကြိုးစားအထုတ်လိုက်မယ်ဆိုရင်ဘဝမှာအောင်မြင်ကြီးပွားချမ်းသာတဲ့ပုံကိုယ်တွေဖြစ်လာဖို့ရည်ကြီးလက်ခတ်မလွဲဖြစ်လာမယ်ဆိုတာကိုသိစေချင်တာဖြစ်ပါတယ်ဗျတနင်္လာသာသမီတွေရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်တနင်္လာသာသမီတွေရဲ့ဘဝအောင်မြင်ရေးနဲ့ပတ်သက်ပြီးတော့ပြောပြလို့ရတယ်အင်္ဂဝိဇ္ဇာတိုင်ကိုထောင်လိုက်တဲ့အခါမှာ အပေါ်ဆုံးပြင်စဖွဲ့အောင်မြင်ခြင်းဆိုတဲ့နဝန်းဌာနမှာတောက်ကြာရှိတာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်တောက်ကြာသည်စကားပြီးသွားတဲ့ခါကျလို့ရှင်ကောင်းရင်တီလာတမာရီလို့ပြောတာဖြစ်တာဖြစ်တဲ့အပြင်မှာမှခီးတော်ဝန်ဆောင်မှုတွေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေနိုင်ငံရေးချားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေစားတော့ကုန်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေကုန်တွေအကြီးစားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပြီးသွားတဲ့ခါကျလို့ရှင်ဗန်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အကျိုးပေးတဲ့ဟိုတယ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အကျိုးပေးတဲ့စသဖြင့်ဒီလိုမျိုးလေးတွားထားတယ် ဆိုတော့တောက်ကြသည်ကောင်းရင်တီလာလို့ပြောတာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့တနင်္လာနေ့မှာမွေးဖွားလာတဲ့ပုံကိုယ်တွေကတနင်္လာသာသမီတွေကလဆန္ဒကိုကိုးစားပြုတာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့မိသားစုတွေအတွက်အပူအပင်တွေအားလုံးကိုဒိုင်ခံပြီးတော့ခံရတဲ့ပုံကိုယ်တွေဖြစ်လာတဲ့အခါမှာဒါမဲ့သူတို့စီကနေပြီးတော့ပြန်လဲထုတ်လွှင့်လိုက်တဲ့အခါကျတော့အေဂျန်သောမြေတားတွေရတွေကို ထုတ်လွှင့်တဲ့ပုံကိုယ်တွေဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့တနင်္လာသာသမီအများစုက နဂိုဗီဇပြောမစလို့ရှိရင်ပင်ကိုစိတ်ရင်းကိုကဖြူစင်တဲ့စိတ်အခြေခံပါပြီးသားဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကြီးပွားရေးလုပ်ငန်းတွေကိုလုပ်ကြိုင်တဲ့အခါမှာလည်းပဲဖြူစင်တဲ့တက်တန့်ရှိရင်းနဲ့တော့တက်ဆိုင်တဲ့ကြီးပွားရေးလုပ်ငန်းတွေကိုတည်တကြစနစ်တကျနဲ့လုပ်လိုက်မယ်ဆိုရင်တော်တော်ကိုအောင်မြင်ကြီးပွားချမ်းသာနိုင်တယ်ဆိုတာကိုတွားပြီးတော့တွေ့ရတာဖြစ်တယ်အများနဲ့ဆိုင်တဲ့လုပ်ငန်းတွေအစုရှယ်ယာလုပ်ငန်းတွေငွေတုံးငွေချင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ ငွေလဲဝင်ဆောင်မှုနဲ့လာကစားလုပ်ငန်းတွေစေတနာဝန်ထမ်းတွေပြီးသွားတဲ့အခါကျလို့ရှိရင်သတင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ TV channel တွေတက်တူတွဲဖက်တဲ့เนาะလုပ်ငန်းတွေနဲ့အတူတူကုန်တယ်စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အကျိုးပေးအောင်မြင်လေးရှိတာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့တနင်္လာသားသမီးတွေဟာထိုအထက်ပါပြောသွားတဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့တည်တည်ချာချာစနစ်တကျနဲ့လေ့လာเนาะဒါလေ့လာပြီးတော့စူးစမ်းသင်ယူပြီးတော့လောက်ကင်လိုက်မယ်ဆိုလို့ရှိရင်အောင်မြင်ဖို့ရာခိုင်နှုန်းအင်မတန်များလာတယ်ဆိုတာကိုတွားပြီးတော့တွေ့ရတယ် တတိတာပေးရမှာကဘာလဲဆိုတဲ့ခါကျတော့တဏှနာသာသမီတွေဟာဘဝမှာအဆိုးအဝါဆုံးကိစ္စတစ်ခုပြောမှဆိုလို့ရှိရင်မိမိရဲ့ယီမန်းချက်နော်ယီမန်းချက်ဆန္ဒတွေဘဝအနာဂတ်တွေကိုဖျက်ဆီးတာကသူတို့ရဲ့မိသားစုရေးသုံးဖို့အိမ်တော်ကြီးအခြေရေးတာဖြစ်တယ်ဒီလိုကြောင့်မလို့တဏှနာသာသမီတွေအနေနဲ့ကတော့ပြင်ပညာရေးနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်ဆုံးကမ်းမတိုင်ဘူးဆိုရင်ဘဝဟိုမရောက်ဒီမရောက်ဖြစ်ဖို့ရာဂန်တို့အင်မတန်မှကိုများတာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မိမိတို့ရဲ့သာသမီတွေထဲမှာတဏှနာသာသမီတွေပါတယ်ဆိုပညာရေးကိုဆုံးကမ်းတိုင်တဲ့အထိမဖြစ်မနေနော်ဒါ သွားအောင်ကြိုးစားအားထုတ်အောင်သင်ကြားလက်ညွန်ပေးဖို့အထူးလိုပါတယ်မိဘတွေရဲ့ပြောမှဆိုလို့ရှိရင်ဖီးယားပေးမှုတွေကြောင့်တဏှာသာသမီအများစုကပညာရေးဆုံးကမတိုင်တော့တဲ့အခါမှာဘဝဟာထင်သလောက်ပြောမှဆိုလို့ရှိရင်မဖြစ်မြောက်လာတော့ဘဲနဲ့ပင်ပန်းကက်ခဲမှုဒုက္ခတွေပြဿနာတွေကကြတော့တခြားသောပုံကိုယ်တွေတော့ပုံမခံစားရတယ်ရှိတာဖြစ်တဲ့အတွက်ကြောင့်ဒီချက်တစ်ချက်ကိုလည်းတည်တည်ချာချာစနစ်တကျတဲ့တရားဆင်ញံဖို့အထူးလိုပါတယ်ဗျာ အင်္ဂါနေ့မှာမွေးဖွားတဲ့အင်္ဂါသားသမီးတွေရဲ့ရှင်းပါးရေးလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ကိစ္စလေးကိုဒီနေ့ငယ်ဆွေးနွေးသွားချင်တာဖြစ်ပါတယ်။အင်္ဂါနေ့မှာမွေးဖွားတဲ့အင်္ဂါသားသမီးတွေရဲ့အင်္ဂါဝိဇ္ဇာကြံကိုထူလိုက်တဲ့အခါမှာအပေါ်ဆုံးမှာပြင်ဆင်ဖို့လိုခေါ်တဲ့အောင်မြင်ချက်ဌာနမှာစနေဂျိုကြီးရောက်ရှိနေတာဖြစ်တဲ့ပြီးသွားတဲ့အခါကျလို့ရှိရင်အညွန့်လိုခေါ်တဲ့ရှင်းပါးရေးဆိုတဲ့သက်ဆိုင်ရာနေရာမှာဘိုလ်လူဟုဆိုတဲ့ဂျိုကြီးရောက်ရှိနေတာကိုတွားပြီးတော့တွေ့ရတယ် ဆိုတော့အင်္ကာဒီပင်ကိုတဘာဝတရားအရာကိုကရဲစွမ်းတက်တီနဲ့ပတ်သက်ပြီးတော့ပြောပြထားတဲ့ပုံကိုယ်တွေဖြစ်တယ်။အင်္ကာဒါရမီမှန်သမျှရဲစွမ်းတက်တီရှိတဲ့ပုံကိုယ်တွေဖြစ်တယ်။ရှင်သေးကိုကိုစားပြုတာဖြစ်တဲ့အတွက်ကြောင့်မလို့တခြားသောနေနံတွေပုံမူပြီးတော့တက်တီရှိတယ်လို့ပြောလို့ရတယ်။ရဲစွမ်းတက်တီနဲ့ပြည့်စုံတယ်လို့ပြောလို့ရတယ်။ဇွဲလုံးလာဝရိယပုံပြီးတော့ရှိတယ်လို့ပြောလို့ရတယ်။အဲ့လိုမျိုးပင်ကိုဗီဇအရာကိုကရဲစွမ်းတက်တီရှင်သေးစိတ်ရှိတာဖြစ်တဲ့အတွက်ကြောင့် နည်းနည်းလေးကိန်းကြီးခန်းကြီးနိုင်တယ်ဆိုတာရပြီးသွားတဲ့အခါကျနည်းနည်းထဲတယ်ဆိုတဲ့ပုံစံမျိုးပေါ့အနေထိုင်နဲ့ပတ်သက်လာပြီးဆိုရင်လည်းဝုန်းဝန်းထဲတယ်ဆိုတဲ့ပုံစံမျိုးလည်းရှိတယ်ဆိုတာကိုသွားပြီးတော့တွေ့ရတယ်ဒီလိုမျိုးအစအစအရာရာဝုန်းဝန်းထဲထဲနဲ့ရဲစွမ်းတက်တဲ့နဲ့ပြည်စုံတဲ့အင်္ဂါသားသမီးတွေဟာရှင်းပါးရေးလုပ်ငန်းတွေနဲ့ပတ်သက်လာပြီးဆိုလို့ရှိရင်စနေဂျိုလို့ခေါ်တဲ့ရှုပ်ဝက်နည်းနည်းတဲ့ပညာရက်တွေပြီးသွားတဲ့အခါကျလို့ရှိရင်စစ်ဘက်ထောက်လန်းရေးနဲ့ပတ်သက်တဲ့သူမှုဆန်ရာတွေပြီးသွားတဲ့အခါကျလို့ရှိရင် နိုင်ငံတော်အကြီးအကဲတွေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပြီးသွားတဲ့အခါကျလို့ရှင်ရင်ရှုပ်ဝဲနည်းနည်းတဲ့ဂမ်ဘီယာပညာဘက်တွေမှာလည်းပဲအင်္ဂါသာသမီတွေကတခြားသောပုံကိုယ်တွေပုံမိုပြီးတော့ထူးထူးခြားခြားထူးထူးချွန်ချွန်တက်တက်မြင့်မြင့်နဲ့အောင်မြင်လေးရှိတဲ့ထိုးထွင်းပြီးတော့သိမြင်နိုင်လေးရှိတယ်ဆိုတာကိုသွားပြီးတော့တွေ့ရတယ်ပြီးသွားတဲ့အခါကျလို့ရှင်ဗိုလ်တော်ဟူဟာအယောင်အဝယ်လုပ်ငန်းအယောင်အဝယ်ဂျိုးစကားပြောဆိုခြင်းနဲ့ပတ်သက်တဲ့ဂျိုးလေးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ စစ်ဆက်ညှိနှိုင်းတဲ့ခြိဝိုင်းလုပ်ငန်းတွေဝန်ဆောင်မှုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအယောင်အဝယ်လုပ်ငန်းတွေမှာလည်းပဲအင်္ဂါဒါရမီတရားတခြားသောနေ့နဲ့တွေကြပုံမူပြီးတော့အလားအလာကောင်းတယ်ဆိုတော့သွားပြီးတော့တွေ့ရတာဖြစ်တယ်။ဆိုတော့အင်္ဂါဒါရမီတွေအနေနဲ့ကတော့ဖြစ်ဘဝမှာခြိဝိုင်းလုပ်ငန်းတွေနဲ့ပတ်သက်ပြီးခြိဝိုင်းနယ်ပယ်တွေမှာမိမိတို့ဘဝရင်းနဲ့ပတ်သက်တဲ့ဘဝနယ်ပယ်တွေမှာဆို သူတို့ဘာတွေတဲ့ပုံမပြီးတဲ့အသိပညာနဲ့နဲ့တဲ့အသိပညာအသက်ပညာတွေကိုသင်ယူတက်မြောက်ဖို့လွယ်ကူတဲ့ပုံကိုယ်တွေဖြစ်တာဖြစ်တဲ့အပြင်မှာမှဒီနေ့ဖြစ်ကာလအရာပဲဖြစ်ဖြစ်ရှင်းလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကခေတ်ကာလအနေထားအရာပဲဖြစ်ဖြစ်အယောင်းအဝယ်ကုန်သည်စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အင်္ဂါသားသမီးတွေဟာအခြားသောပုံကိုယ်တွေတဲ့ပုံမပြီးတော့အခွန်လန်းပုံများတယ်ဆိုတာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အင်္ဂါသားသမီးတွေဟာအင်းစုဘဌာနမှာရှိတဲ့စနေဂျိုရဲ့နော်ဂျိုပရိရဲ့အတိုင်းစူးစမ်းအထောက်ရမယ် လုပ်ငန်းကိစ္စတွေကိုကြိုးစားအထောက်ပြီးလုပ်မယ်။အညွတ်ဌာနမှာရှိတဲ့ဗိုလ်ထုတ်လို့ခေါ်တဲ့ဆက်သွယ်ရေးစကားပြောဆိုရေးအယောင်းအဝဲဤနဲ့ဤတိုင်းစိတ်ဆက်ဆွေးနွေးရေးဆိုရယ်အလုပ်ကံနဲ့ပတ်သက်ပြီးတော့ကြိုးစားအထောက်လုပ်ကံလိုက်မယ်ဆိုလို့ရှိရင်လေအစအစအရာရာအဆင်ပြေမယ်ဆိုတာကိုသွားပြီးတော့တွေ့ရတာဖြစ်တယ်။ဒီလိုမျိုးအင်္ဂါသာသမီးတွေအပတ်ပတ်ကနေပြည်စုံနေတဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အကွန်လန်များတဲ့အင်္ဂါသာသမီးတွေအနေနဲ့ကတော့ငွေကြေးပိုင်းဆိုင်ရာပတ်သက်တဲ့ကိစ္စတွေမှာတော့တတိထားဖို့လိုတယ် ပြီးတော့တဲ့ခါကျလို့ရချစ်ချင်းမေတ္တာရေးရတဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုရင်တတိထားဖို့တိုးတယ်အဲ့ဒါကပါလဲဆိုတဲ့ခါကျတော့တကယ်မချစ်ဖဲနဲ့ချစ်တယ်လို့လို့မရတဲ့ကိစ္စတွေကိုတတိထားပေးရမယ်အတိတ်ဘက်ကတော့ပါလဲဆိုတော့မိမအဖြတ်အရန်များတာဖြစ်တဲ့အတွက်ကြောင့်မလို့အင်္ဂါနေ့မှာမိဖွားလာတဲ့အင်္ဂါသာသမီတွေဟာယာတို့ကြီးကြီးမားမားနဲ့အောင်မြင်မှုကြီးကြီးမားမားတွေရလာပြီဆိုရင်မိမအဖြတ်ရှိအင်္ဂရမကိုပေါ်တာဖြစ်တဲ့အတွက်ကြောင့်တတိထားဆင်ညို့ဖို့အထူးလိုပါလေဗျမိုးလူဦးနေ့မှာမိဖွားလာတဲ့ ဗုဒ္ဓဟူသာသမီးတွေအနေနဲ့ဘဝမှာရှင်းပါးရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ရွေးချယ်စဉ်းစားဖို့ပြောမစလို့ရှိရင်အလားအလာကောင်းဆုံးနဲ့အခွန်အလမ်းအများဆုံးသောရှင်းပါးရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်အင်္ဂဝိဇ္ဇာတိုင်ကိုထူလိုက်တဲ့အခါမှာအောင်မြင်ခြင်းလို့ခေါ်တဲ့နေရာဌာနမှာတနင်္ဂနွေဂျိုးရောက်ရှိနေတာဖြစ်တယ်။ရှင်းပါးရေးဌာနလို့ခေါ်တဲ့အညွတ်ဌာနမှာဂျာသာဘေးဂျိုးရောက်ရှိနေတာဖြစ်တယ်။လက်လာပိုင်းနဲ့ပတ်သက်ပြီးတော့ပြောပြလို့ရတယ်။စပွတ်ဌာနမှာတနင်္ဂနွေဂျိုးရောက်ရှိနေတာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ဟုတ်လို့ ဗုဒ္ဓဟူသာသမီးတွေဟာဘဝမှာအင်ချံကြီးစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့တခြားသောနေ့နံတွေကြောင့်ပုံမပြီးတော့အခွန်အလန်းများတယ်ဆိုတာကိုသွားပြီးတော့တွေ့ရတယ်။အဲ့လိုမျိုးအင်ချံကြီးနဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အကျိုးပေးတာလည်းဖြစ်တဲ့အပြင်မှာမှမိမိတို့ရဲ့ရုပ်ရည်ယူပကာရပြီးသွားတဲ့အခါကျလို့ရှိရင်မိမိတို့ရဲ့အပြောအဆိုမိမိတို့ရဲ့အသိပညာအသက်ပညာအလိုက်မိမိတို့ကျင်လည်ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံလိုက်မိမိတို့မွေးဖွားကြည်ရင်းခဲ့ရတဲ့ပတ်ဝန်းကျင်အလိုက် သူတို့ရဲ့အစင်တန်းတွေကတမျိုးပြီးတမျိုးပြောင်းလဲလာတာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်လာပြီးဆိုလို့ရှိရင်ကံကောင်းသောနေနံကိုပြောပါဆိုရင်ဘုံတဟုသားသမီးတွေဟာငွေကြီးနဲ့ပတ်သက်ပြီးရှားဖွေရတာလေလွယ်ကူတယ်ရလာတဲ့ပတ်စံတွေကိုတိုးဝက်သိမ်းရှိတဲ့နေရာမှာလည်းပဲတော်လေးကိုအောင်မြင်တယ်ပြောချင်တာကတော့ဘုံတဟုသားသမီးတွေဟာငွေရှားတယ်ဆိုတာအင်မတန်မှကိုရှားတယ်တကယ်မှငွေပြတ်တယ်ဆိုတာတော်တော်လေးကိုတော်တော်ကိုစားတာညံ့တဲ့ဘုံတဟုသားသမီးတွေမှသာလျှင် ဖြစ်တယ်ဆိုတာကိုသွားပြီးတော့တွေ့ရတယ်အလုတ်ကန်နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်လည်းဘောရူသာသမီးတွေအလုတ်ကန်ရှားပါတယ်ဆိုရင်အဲ့ဒါတော်တော်လေးကိုဇာတာညံ့တဲ့ပုံစံတွေမှာပဲဖြစ်တာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ဟုတ်လို့ဘောရူနေမှာမွေးဖွားလာတဲ့ဘောရူသာသမီးတွေဟာအင်ချမ်ပြည်စီပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးအကျိုးပေးတယ်အသိပညာပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့စီပွားရေးလုပ်ငန်းတွေအကျိုးပေးတယ်ခန့်ဝင်ခြင်းနဲ့ပတ်သက်တဲ့စီပွားရေးလုပ်ငန်းတွေအကျိုးပေးတာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ဟုတ်လို့ကိုယ်ကိုယ်တိုင်ဦးစီးဦးဆောင်ပြီးတော့လုပ်ရတဲ့စီပွားရေးလုပ်ငန်းတွေအကျိုးပေးတယ်ဆိုတာကိုသွားပြီးတော့တွေ့ရတယ် ဒီလိုမျိုးအစစအရာရာမှာစီးပွားရေးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့စီးတဲ့ဥစ္စာအင်ချမ်းကြီးဒီလိုမျိုးဒူးတယ်ကြီးမားတဲ့ပစ္စည်းတွေရတနာတွေနဲ့ပတ်သက်ပြီးတော့ထိတွေ့ဆက်ဆံရတဲ့ဘုရူသားသမီးတွေကိုဖြည့်ဆည်းတာကသူတို့ရဲ့အင်တော်ဘက်တွေအများဆုံးဖြစ်တယ်ဆိုတာကိုသွားပြီးတော့တွေ့ရတယ်။နောက်တစ်ချက်ကသူတို့ရဲ့ဆင်မျိုးညီကောင်မောင်နှမတွေအရန်ကိုဖြည့်ဆည်းတယ်ဆိုတာကိုသွားပြီးတော့တွေ့ရတယ်။ဘုရူသားသမီးတွေကအောင်မြင်တော့ပဲကြံတယ်ဆိုလို့ရှိရင်ယောက်ျားကဖြန့်ဖြန့်မဖြတ်ဘူးဆိုရင်ညီကောင်မောင်နှမတွေကဖြတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ ဗိုလ်ဓူးနေမှာမွေးဖွားလာတဲ့ဗိုလ်ဓူးသားသမီးတွေအနေနဲ့ဘဝမှာအောင်မြင်ဖို့အတွက်အင်ဂျင်နီစီးပွားရေးလုပ်ငန်းတွေရအင်မတမကိုအကျိုးပေးတာဖြစ်တဲ့မိမိကိုယ်တိုင်ဦးစီးဦးဆောင်တဲ့လုပ်ရတဲ့စီးပွားရေးလုပ်ငန်းတွေရအကျိုးပေးတာဖြစ်တဲ့အသိပညာနဲ့ပညာပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းတွေအကျိုးပေးတဲ့နောက်တစ်ချက်ကဖြန့်ဝေမှုနဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းတွေအကျိုးပေးတာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်လို့ဒီလိုမျိုးအကျိုးပေးတဲ့စီးပွားရေးလုပ်ငန်းတွေမှာမအောင်မြင်အောင်တားမြစ်တဲ့အရာကတော့မိမိတို့ရဲ့အင်အောင်ဘက်အမျိုးသားဖြစ်ရင်ဖြစ်မဖြစ်ဘူးဆိုရင်ရှင်မျိုးညီကောင်မောင်နှမတွေတပည့်သားသမီးတွေဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်လို့ဒီချက်ကြီးတစ်ချက်ကို အရိဒါဆင်ကျင်နိုင်မယ်ဆိုရင်ဗုဒ္ဓသာသမီတွေကအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်လာမှာကတော့မဟုတ်ချမြည်ကြီးလက်ခံမလွယ်ပဲဆိုတာသိသိချင်ပါတယ်ဗျာကြာသာဝိသားသမီးတွေရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ဒီကနေ့အနေနဲ့ဆွေးနွေးသွားကြတာဖြစ်ပါတယ်ကြာသာဝိသားသမီးတွေရဲ့အင်္ဂဝိဇာတိုင်ကိုထူလိုက်တဲ့အခါမှာနဝန္ဒနာပြင်စဖို့လို့ခေါ်တဲ့အောင်မြင်ရဌာနမှာတနင်္လာကျော်ရောက်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့တနင်္လာနေ့ငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ပြောပြလို့ရတယ်လို့မျိုး တင်တန်းနေနဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းတွေကိုပြောပြလို့ရတာဖြစ်တဲ့အပြင်မှာ agency လို့ခေါ်တဲ့ပြောမစလို့ရှိရင်တဆင့်ကန်ပြောရင်ညှိနှိုင်းဆွေးဆက်ရေးပြီးတော့တဲ့ခါကြလို့ရှိရင်အလုပ်ကန်ရှာဖွေရေးပြီးတော့တဲ့ခါကြလို့ရှိရင်မိမိတို့ရဲ့အသိပညာတတ်ပညာရှာဖွေရေးစသဖြင့် agency ပေါ့ဒီလိုမျိုးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အောင်မြင်လေးရှိတာဖြစ်တာဖြစ်တဲ့အတွက်ကြောင်းမလို့ကြာတာပြီးသားသမီးတွေရဲ့နဝန်းဌာနမှာတနင်္လာကျိုးရောက်ရှိနေတဲ့အတွက်ကြောင်းမလို့ကောင်းတယ်လို့တော်တော်များများပြောလို့ရတယ် အညွန့်ဌာနလို့ခေါ်တဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်တဲ့နေရာမှာတောက်ကြာဂျူဝါရောက်ရှိနေတာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်တောက်ကြာဒီစကားခရီးပြီးသွားတဲ့အခါကျလို့ရှိရင်ဘန်လို့ပြထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကြာသာဝိသသမီးတွေဟာကြာသာဝိနံရဲ့ဂျူပရိရဲ့အရာဆိုရင်ဆရာသမားတွေအသိပညာရှင်တက်ပညာရှင်တွေလို့ကိုစားပြုထားတာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်လာပြီးဆိုကြာသာဝိသသမီးတွေကတင်ကြားပို့ချရေးလုပ်ငန်းတွေအကျိုးပေးတယ်ပြီးသွားတဲ့အခါကျလို့ရှိရင် agency လို့ခေါ်တဲ့ အလုပ်ကင်ရှာဖွေရေးနဲ့ပတ်သက်တဲ့စီဝါရေးလုပ်ငန်းတွေအကျိုးပေးတယ်ပြောမစလို့ရှိရင်ညှိနှိုင်းစစ်ဆက်ပေးရတဲ့စီဝါရေးလုပ်ငန်းတွေအကျိုးပေးတယ်ရှာဖွေပေးရတဲ့စီဝါရေးလုပ်ငန်းတွေအကျိုးပေးတယ်ပြီးသွားတဲ့အခါကျလို့ရှိရင်စကားပြောဆိုရတဲ့စီဝါရေးလုပ်ငန်းတွေအကျိုးပေးတယ် motivation speaker တွေများသောအဖြစ်ဖြစ်လိမ့်ရှိတယ်ပေါ့နော်ပြီးသွားတဲ့အခါကျရင် meeting ဆရာတွေများသောအဖြစ်ဖြစ်လိမ့်ရှိတယ်ဆိုတော့ဒီလိုမျိုးအစအစရငွေကြီးနဲ့ပတ်သက်ပြီးတော့လူအများစုရဲ့အချစ်ကိုရဖို့ပြန်လည်တင် जा ပူချပေးရတဲ့ဆရာသမားအဖြစ်နဲ့သွားရတဲ့ကြာသာပြီးသားသမီးတွေကို ဖြက်စီးတာကဘာလဲဆိုတဲ့အခါကျတော့လူစုလူဝေးနဲ့ဆိုင်နဲ့ပြောမယ်ဆိုလို့ရှိရင်လူကပဲဖြက်စီးသွားတာဖြစ်တယ်အဲ့တော့ဂျာနာဝိသသမီးတွေကနဝန်ဌာနမှာရှိတဲ့တနင်းလာလို့ခေါ်တဲ့ငွေကြီးနဲ့ပတ်သက်ပြီးတော့အမှန်မှန်ကန်ရှာဖွေလိုက်မယ်ဆိုရင်ပြောမယ်ဆိုလို့ရှိရင်မဟုတ်တရားနဲ့ပတ်စံကိုရှာဖွေလိုက်မယ်ဆိုရင်အောက်မှာအမြင့်မှာရှိတဲ့လူတို့ခေါ်တဲ့ကိုယ့်ရဲ့မိသားစုတွေကြည့်ရင်ကြည့်မကြည့်ဘူးဆိုရင်ကိုကိုယ်တိုင်ကျမ်းမာရေးတွေလာပြီးတော့ထိတာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကြာလာပြီးသားသမီးတွေအနေနဲ့ကတော့ဖြစ်ဘဝမှာစီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အောင်မြင်ဖို့အတွက်ဆိုရင်တကယ်အသိပညာအတတ်ပညာကိုတကယ်ကိုတက်မြောက်ကျွမ်းကျင်မယ်ဆိုရင်အဆင်ပြေမယ်လက်လီလက်ကားပဲဖြစ်ဖြစ်ကုန်တယ်ကြီးတွေပဲဖြစ်ဖြစ်ဘလို့စီးပွားရေးလုပ်ငန်းမျိုးတွေပဲဖြစ်ဖြစ်ပြီးသွားတဲ့ခါကျလို့ရှိရင်တကယ်ကိုကြီးကြီးမားမားဒုတယ်ကြီးကြီးမားမားနဲ့မိကောင်းဖြေကောင်းတွေအမိကိုယူပြီးသွားတဲ့ခါကျလို့ရှိရင်မိခင်ကဲ့သို့အမကြီးကဲ့သို့ပုံကူမျိုးတွေရဲ့အကူအညီအထောက်ပံ့တွေကိုရပြီးတော့ အောင်မြင်လေးရှိတယ်ပြီးသွားတဲ့အခါကျရင်ဂျာတာပိသားတွေဆိုလို့ရှိရင်အမျိုးသမီးဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့အထောက်ပံ့များစွာတွေရပြီးတော့ဘဝမှာအောင်မြင်လေးရှိတာမျိုးတွေအများကြီးတွေ့ရတယ်ဆိုတော့ဂျာတာပိသားသမီးတွေအနေနဲ့ကတော့ဖြစ်မိမိတို့အနေနဲ့ငယ်ရွယ်စဉ်မှာအသိပညာတက်ပညာကိုတကယ်ထူးထူးညံ့တက်တက်မြတ်မြောက်ဖြစ်အောင်လုပ်ဖို့တစ်ခုတည်းကဒါလင်းစူးစမ်းအထုတ်မယ်ဆိုရင်နောက်ပိုင်းမှာကိုယ့်ပါရမီဖြစ်ပြီးမဲ့အမျိုးသမီးတွေကိုယ့်ရဲ့အမေရောမလို့ခင်မင်ရတယ်ယင်းနီးရတယ်ပြောမှဆိုလို့ရှိရင်မိသားစုတွေ ရည်ဆက်ရှိသောရွှေစင်မျိုးဆက်တွေဘဝအဆက်သက်ကပတန်းဆက်တွေရည်ဆက်တွေကနေတောင်မှကိုယ့်ဘဝကိုများစွာသောအထောက်ပံ့နေဖြစ်စေမှာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကြာသာဝိသားသမီးတွေရဲ့စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်လာပြီးဆိုရင်တော့မိမိတို့ရဲ့စိတ်ကိုဖြူအောင်လေးထားပြီးတော့ကောင်းတဲ့စကားလေးတွေပြောအသိပညာတတ်ပညာကိုအခြေခံပြီးစူးစမ်းအားထုတ်လိုက်မယ်ဆိုရင်ဘဝမှာချမ်းချမ်းသာသာပြည့်ပြည့်စုံစုံနဲ့တိုက်တိုက်ဝိုင်းဝိုင်းနဲ့တပည့်တပန်းနေနဲ့အများကြီးနဲ့ကိုနေရမှာမြကြီးလက်ခတ်မလွယ်ပဲဖြစ်ပါတယ်ဗျတောက်ကြသားသမီးတွေရဲ့ ရှိပါရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အောင်မြင်အောင်မြင်ကြောင်းတိုးတက်ရာတိုးတက်ကြောင်းနဲ့ပတ်သက်လာပြီးဆိုတဲ့အခါကြာရင်ဒီရှိပါရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုလုပ်ငန်းမျိုးတွေဟာထိုးပို့ကိုတွေအတွက်ပုံမိုးပြီးတော့အထောက်ပံ့ဖြစ်စေတယ်ကန်ဒီယာရဲ့အထောက်ပံ့ကောင်းတွေကိုရပြီးတော့မြေမြန်ဆန်ဆန်အောင်မြင်နိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေ့အနေငယ်ဆွေးနွေးသွားကြတာဖြစ်ပါတယ်ဆိုတော့တောက်ကြာနေမှာမွေးဖွားလာတဲ့တောက်ကြာသားသမီးတွေရဲ့အင်္ဂဝိဇ္ဇာတိုင်ကိုထူလိုက်တဲ့အခါမှာပြင်စဖို့လို့ခေါ်တဲ့နဝန်းဌာနမှာက အင်္ဂါဂျိုကြီးရောက်ရှိနေတယ်ဆိုတော့ကိုသွားပြီးတော့တွေ့ရတယ်။အင်္ဂါလို့ပြောလိုက်ပြီဆိုတဲ့အခါကျလို့ရှိရင်အင်္ဂါဒီရဲစွမ်းတတိနဲ့ပြောမှဆိုရှင်ရင်ဇွဲလုံးလာဝရိယကိုကိုစားပြုတာဖြစ်တဲ့အပြင်မှာမှလွန်မိုးနိုင်သောစိတ် ပြောမှဆိုရှင်စွမ်းအားရှိတဲ့ပါဝါရှိတယ်လို့ပြောလို့ရတယ်။အနေထားမျိုးဂျိုမျိုးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့တောက်ကြာနေမှမွေးဖွားလာတဲ့တောက်ကြာသားသမီးတွေဟာပြက်ပြက်သားသားနဲ့တကယ်ကိုစွန့်စွန့်စားစားနဲ့ စွန်ဦးတီချွန်တဲ့လုပ်ငန်းတွေမှာလုပ်ကင်ပြီဆိုရင်တခြားသောနိနန်တွေတပုံမို့ပြီးတော့ရှေ့ကိုရောက်နိုင်တယ်ဆိုတာကိုသွားပြီးတော့တွေ့ရတယ်အဲ့တော့ရေစွမ်းတတိရှိမယ်စွန်ဦးစားစားနဲ့စွန်လို့အနစ်နာခံပြီးတော့စွန်ဦးတီချွန်တဲ့လုပ်ငန်းမျိုးတွေကိုကြိုးစားအထောက်မယ်ဆိုရင်ရာဂန်တို့အားဖြင့်မိမိတို့ကိုကန်တရားကအထောက်ပံ့ပေးစီမှာအတိကြပဲဖြစ်တယ်တခါအညွန့်လိုခေါ်တဲ့စီဝါရေးဌာနမှာစနေဂျိုရောက်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့စနေတီး ရှုဝတ်တဲ့ပြောမယ်ဆိုလို့ရှင်ပညာရည်နဲ့ပတ်သက်တဲ့ဉာဏ်ပညာရှုဝတ်တဲ့ဉာဏ်ပညာတွေဉာဏ်ပညာနဲ့ဆိုင်တဲ့ပညာတွေစွန့်စွန့်စားစားနဲ့စွန့်ဦးတီထွန်ပြီးတော့ကြိုးစားအားထုတ်ပြီးတော့ရှာဖွေမှသာလျှင်ရရှိနိုင်တဲ့ဉာဏ်ပညာမျိုးကြီးဟာတောက်ကြသာသမီးတွေအတွက်ပြောမယ်ဆိုလို့ရှင်ဘဝအောင်မြင်ရေးမှာများစွာသောအထောက်ပံ့တွေကိုရရှိစေနိုင်တယ်ဆိုတာကိုသွားပြီးတော့တွေ့ရတာဖြစ်တယ် ဒီအကြောင်းတရားနဲ့ပတ်သက်ပြီးတော့တသီတရကကိုပြောပါဆိုလို့ရှိရင်ပွင့်တော်မူပြီးသွားတဲ့သုံးလောကချက်ထွားတပည့်ညွတ်တော်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့တရားရှာဖို့တော့ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်မေတ္တာကျွန်တော်ညီကောင်မောင်တို့မှတောက်ကြနေမှမွေးဖွားလာတဲ့ပုံကိုယ်ကြီးဆိုရင်သိနိုင်မှာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့တောက်ကြနေမှမွေးဖွားလာတဲ့ပုံကိုယ်ကြီးဟာရှုဝတ်နည်းနည်းတဲ့အသိပညာတက်ပညာရက်တွေကိုအခြေခံပြီးတော့ဘဝကိုကြိုးစားအားထုတ်ခြင်းစုံဦးတီထွင်ခြင်းတွေဘယ်သူမှမစင်စမ်းမတွေးခေါ်ရသေးတဲ့အလုတ်ကိစ္စတွေ လုပ်ငန်းမျိုးတွေဒီဇိုင်နာနည်းပညာနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေကိုတရားစနစ်တကျနဲ့ကြိုးစားအထောက်ဖို့လိုအပ်တယ်။ပြီးသွားတဲ့အခါကျလို့ရှင်မိမိတို့ဘယ်နယ်ပယ်မှာပဲကျင်လေကျင်လေပါစေတခြားသောပုံကိုယ်တွေမလုပ်တဲ့လုပ်ငန်းမျိုးတွေကိုလုပ်ကြိုင်ပဲဆိုရင်စုံဦးတီထွန်လိုက်မယ်ဆိုရင်မိမိတို့ရဲ့ဘဝမှာအောင်မြင်ရည်တည်မြည်ကြီးလက်ခတ်မလွဲမိမိတို့ရဲ့ဘဝတွေကိုရောက်ရှိလာမယ်ဆိုတာကိုအတိအကျပဲဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ဒီတစ်ချက်ကိုအထူးပဲသတိထားဖို့လိုပါတယ်။ ဆိုတော့အဲ့လိုမျိုးအဆအဆအရာရာအောင်မြင်နိုင်ခြင်းအင်မတန်မကိုများတဲ့တောက်ကြသားသမီးတွေအနေနဲ့ဘဝကိုဖြည့်ဆည်းတဲ့အရာတွေတောက်ကြသားသမီးတွေအနေနဲ့ကတော့ဖြင့်အသက်ငယ်ရွယ်ချင်းမှာဆိုလို့ရှိရင်အချစ်တွေတော်တော်လေးကိုဒုက္ခပေးတာဖြစ်တယ်ပြီးသွားတဲ့အခါကျလို့ရှိရင်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေဟာတောက်ကြသားသမီးတွေရဲ့ဘဝကိုတော်တော်လေးအထိနာရိုက်ခတ်စေတယ်ဆိုတာကိုသွားပြီးတော့တွေ့ရတာဖြစ်တယ်ဒီတစ်ချက်ကတော်တော်ကိုသတိထားစရာတွေမှာပါတယ်လို့ပြောလို့ရတယ် ဝေချင်းငားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေစက်တူရှယ်ယာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေယင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဖြန့်ဝေခြင်းတွေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာဆိုလို့ရှိရင်မိမိတို့ရဲ့မူလမွေးဖွားတဲ့ဇာတာတွေကောင်းမယ်ဆိုမှသာလင်လုပ်ကံဖို့အထူးလိုတယ်အဲ့တော့မိမိတို့ရဲ့မူလမွေးဖွားတဲ့ဇာတာတွေကောင်းမယ်ဆိုလို့ရှိရင်တနုံနေဂျာတာဘေးသားသမီးတွေနဲ့ပတ်သက်ပြီးတော့ပေါင်းတဲ့ဆက်ဆံတဲ့အခါမှာအထောက်ပံ့ကောင်းတဲ့အကူအညီကောင်းတွေရလိမ့်မယ်လို့ပြတယ်တောက်ဂျာသားသမီးတွေဟာဘဝမှာမွေးရမြင်မှာအောင်မြင်မဲ့ပုံကိုမျိုးတွေအင်မတမကိုနေပါတယ် ဲ့တော့မိမိတို့အနေနဲ့နေကြရဲ့ချာမြေချတွေမှာတွားရောက်စူးစမ်းအထောက်မှသာလဲဘဝအောင်မြင်မှုတွေကိုများစွာရရှိစေမယ်ဆိုတာလေးကိုလည်းအချက်လောက်တတိပေးကြပါရခင်ဗျာစနေနေ့မှာမွေးဖွားလာတဲ့စနေသားသမီးတွေရဲ့ဘဝအောင်မြင်ရေးနဲ့ပတ်သက်တဲ့ကိစ္စလေးကိုဒီနေ့အနည်းငယ်ဆွေးနွေးသွားကြတာဖြစ်ပါတယ်အတက်ကံများလေးအောင်မြင်လေးဆိုတဲ့နိနဏီတွေကထေဆုံးကနေယက်တီနေတာဟာစနေဖြစ်တယ်ဒီလိုမျိုးအတက်ကံနဲ့ပတ်သက်ပြီးတော့အတိုက်ခံနေရှင်ပြီးတော့အောင်မြင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ စနီသားသမီးတွေရဲ့အင်္ဂဝိဇ္ဇာတိုင်ကိုထူလိုက်တဲ့အခါမှာအပေါ်ဆုံးဌာနလို့ခေါ်တဲ့ပြည်စပွဲနဝင်းဌာနမှာဗိုလ်တော်ကြီးရောက်ရှိနေတာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဗိုလ်တော်ကြီးတန်တမန်ရေးရာနဲ့ပတ်သက်ပြီးတော့စကားပြောခြင်းနဲ့ပတ်သက်ပြီးတော့ဟော်ရီပြောရေးဆိုင်ရာနဲ့ပတ်သက်ပြီးတော့စကားပြောလို့ရတာဖြစ်တယ်။ပြီးသွားတဲ့အခါကျလို့ရှိရင်အယောင်းဝယ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ကုစားပြုတာဖြစ်တာဖြစ်တဲ့အပြင်မှာမှ လူစုလူဝေးတွေနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဒါအများကိုဥဆောင်ရတဲ့တပည့်တပန်းတွေကိုဥဆောင်ရတဲ့ အနေထားမျိုးတွေမှာစနေသားသမီးတွေကတခြားသောနေ့နံတွေထက်ပိုမိုပြီးတော့အခွင့်အလမ်းများတယ်ဆိုတာကိုသွားပြီးတော့တွေ့ရတာဖြစ်ပါတယ်။စနေသားသမီးတွေကများသောအားဖြင့်ဉာဏ်ကောင်းတယ်၊ပညာရေးနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်ပညာရေးတွေမှာတော်တော်များများထူးချွန်တယ်၊ပညာရေးအကျိုးပေးတယ်ဆိုတာကိုသွားပြီးတော့တွေ့ရတယ်။ မူလဝိပါဒဇာတာတွေညံ့တဲ့ပုံကိုယ်တွေဆိုလို့ရှိရင်တော့ဖြစ်အချီအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့တော်တော်ရှုပ်ထွေးတဲ့ပုံကိုယ်တွေဖြစ်လာနိုင်နေဆိုတာကတော့တစ်ချက်သတိထားဆင်ញင်စရာဖြစ်ပါတယ်မြို့စနီသားသမီးတွေကလက်တွေမှာစိတ်ဝင်စားတဲ့ရာဇဝင်တွေဥရီနဲ့ပတ်သက်ပြီးတော့အကျိုးပေးတယ်ပြီးသွားတဲ့ခါကျလို့ရှိရင်လွတ်တော်အမတ်နိုင်ငံရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာနိုင်ငံရင်းနဲ့ပတ်သက်တဲ့နေရာဌာနတွေမှာအကြီးအကဲပိုင်းတွေကိုရဖို့အတွက်ပုံကိုယ်ရကန်လုံးများတဲ့ပုံကိုယ်တွေဖြစ်တယ်ဆိုတာကိုသွားပြီးတော့တွေ့ရတာဖြစ်တဲ့အတွက်ကြောင့်စနီနေ့မှာမွေးဖွားလာတဲ့ပုံကိုယ်တွေရာဆိုလို့ရှိရင်မိမိတို့အနေနဲ့ ဘဝမှာအတ္တပညာအတ္တပညာတွေကိုတည်တည်ကြကြစနစ်တကျနဲ့ကြိုးစားအားထုတ်လာမှဆိုလို့ရှိရင်တန်းပြီးအနာဂတ်ရဲ့ပြောမှဆိုချင်မိသားစုတွေရဲ့တကယ်ကိုအားကိုအားထားပြုရတဲ့ပုံကိုယ်တွေဖြစ်လာနိုင်တယ်ဆိုတာကိုသွားပြီးတော့တွေ့ရတာဖြစ်တဲ့အပြင်မှာမှအညွတ်ဌာနမှာတနုံနေဂျိုးရောက်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့တနုံနေဒီဥဆောင်ခြင်းအောင်မြင်ခြင်းနဲ့ပတ်သက်ပြီးတော့ပြောတာဖြစ်တဲ့ရိုးရပြီးသွားတဲ့အခါကျတော့ရှင်အမိနိုင်ငံစသဖြင့်ဒီလိုမျိုးတွေပြောလို့ရတာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့စနေသားသမီးတွေကတခြားသောနေနံတွေထက်ပိုမိုပြီးတော့ဟို လူမျိုးပဲဖြစ်ဖြစ်အမျိုးဘာသာသာသနာအတွက်တော်တော်လေးပြောရင်တိုင်းပြည်ကြီးအတွက်တော်တော်လေးကိုအရေးပါအရောက်တဲ့ပုံစံတွေဖြစ်လာဖို့ရာဂန်တို့အင်မတမကိုများတယ်ဆိုတာကိုတည်ထားရမှာဖြစ်တယ်ဗျဒီလိုစနေသားသမီးတွေကိုတကယ်တိုင်းပြည်ကောင်းဆောင်တွေဖြစ်လာတဲ့တိုင်းပြည်ရဲ့အနာဂတ်အမျိုးဘာသာသာသနာရဲ့တကယ်ကိုကောင်းဆောင်တွေဖြစ်လာနိုင်တဲ့စနေသားသမီးတွေကိုဖြက်စီးတဲ့အရာကိုပြောပါဆိုလို့ရှိရင်တော့ဖြစ်တော့ကြာလို့ခေါ်တဲ့ပြောမလို့ရှိရင်ကာမနဲ့ပတ်သက်တဲ့ကိစ္စတွေတည်ထားဖို့လိုအပ်တဲ့ ပြောမှာဆိုလို့ရင်အပျော်ပါအတောက်အစားနဲ့ပတ်သက်တဲ့ကိစ္စတွေဟာစနေသားသမီးတွေကိုများစွာအဖြစ်အရှိတွေရှိဒီမှာဖြစ်တာဖြစ်တဲ့အတွက်ကြောင်းမလို့စနေသားသမီးတွေဖြစ်လာပြီဆိုတဲ့အခါကြာလို့ရှိရင်အသိပညာအတတ်ပညာဟာအခြားသောနိဗ္ဗာန်တွေတပုံမူပြီးတော့ကိုလိုအပ်တယ်ဆိုတာကိုသွားပြီးတော့တွေ့ရတာဖြစ်တယ်ပြီးသွားတဲ့အခါကြာလို့ရှိရင်စနေသားသမီးတွေဟာတိုင်းပြည်နိုင်ငံအမျိုးဘာသာတနာအတွက်တကယ်ကိုအာကိုအာထားပြရတဲ့ပုံကိုကောင်းနေဖြစ်လာနိုင်တာဖြစ်တဲ့အတွက်ကြောင်းလို့မိမိတို့ကိုမိမိစူးစမ်းအားထုတ်ဖို့လိုတယ်မိမိတို့ရဲ့မွေးဖွားထားတဲ့သားသမီးတွေမှာစနေသားသမီးတွေပါတယ်ဆိုလို့ရှိရင် တေချာလေးကိုတကယ်ကိုစနေတကြနဲ့ပြုစုပြူထောင်ပြီးတော့အနာဂတ်မှာပြောမှန်းလို့ရှင်တာကောင်းမိခင်တွေတာကောင်းဖခင်တွေဖြစ်ဖို့ကြိုးစားအားထုတ်စီခြင်းပါတယ်ဗျာ။